။ကလေးတွေကိုပျော်ခွင့်မပေးဘဲနဲ့ National League ဖလားကြီးကိုတင်ပိုက်လိုက်ပြန်တဲ့စိတ်ကြီးတို့ပေါ်တူဂီအလုံးမဲမင်္ဂလာပါစိတ်ကြီးကတော့ပေါ်တူဂီအသင်းနဲ့အတူနောက်ထပ်နိုင်ငံတကာအောင်မြင်မှုအနေနဲ့ National League ကြီးကိုထပ်မံစခူးသွားနိုင်ခဲ့ပါပြီ။စိတ်ကြီးတို့ပေါ်တူဂီအသင်းဟာ National League Final မှာဆိုရင်တော့စပိန်အသင်းနဲ့ထိတိုက်တွေ့ဆုံခဲ့ရပါတယ်။စပိန်သင်းဆိုတာကလည်းရာမယ်ရိုနီကိုရိုလိုလူငယ်ခြေတက်လေးတွေနဲ့ကျန်းနေကြတဲ့လက်ရှိယူရိုချန်ပီယံအသင်းဖြစ်ပါတယ်။ဒါပေမဲ့ဆေးကြီးတို့ကတော့ကလေးတွေကိုပျော်ခွင့်လာမပေးခဲ့ဘဲနဲ့ National League ဖလားကြီးကိုဒုတိယအကြိမ်သိမ်းပိုက်လိုက်ပြန်ပါတယ်။ ်ဒီနေ့မှာတော့ပေါ်တူဂီနဲ့စပိန်တို့ရှင်ပြိုင်ခဲ့ကြတဲ့ Nation League Final ဖလားပွဲစဉ်လေးကိုတင်ဆက်ပေးကြပါတယ်ဖဂျီလိုပေါ်တူဂီအသင်းကတော့အပြောင်းအလဲတစ်ချို့ပြုလုပ်လာခဲ့တာကိုတွေ့ရပြီးတော့ဂျာမနီအသင်းရဲ့ပွဲမှာတုန်းကချီပါကိုသွင်းပေးခဲ့တဲ့ကွန်စီကာဝင်နဲ့အတူဖီဒီညာတို့လည်းလူစီရင်မှာပါဝင်ခဲ့ပါတယ်။ဒီပြမာတီနက်စ်တယောက်ကတော့အကွက်ဆန်းတွေပဲဆက်ထုတ်နေသေးပြီးတော့ယာဟူနံပါတ်ကိုလည်းညာနောက်ခံလူနေရာမှာဆက်ကစားခဲ့ပါတယ်။တိုက်စစ်မှာတော့ဖဂျီဝန်ထမ်းတွေပဲဖြစ်ပါတယ်။စပိန်သင်းကလည်းသူတို့ရဲ့အတောင်တင်းဆုံးလူစီရင်ပဲဖြစ်ပြီးတော့ယာမန်နီကိုရိုရဲ့တောင်မှန်နှစ်ဖက်နဲ့အတူအိုယာဇာဘဲကိုတော့အထောင်ထားလာခဲ့ပါတယ်။ ွယ်လင်းမှာလဲဖာဘီယန်ဥွေပက်ထရီရုနဲ့အတူရှင်ပြန်းနာတော့မဲ့ရွှေချေးလေးစူပီမန်နီတို့ကိုတွေ့ပေးခဲ့ပါတယ်။ဒီဘက်မှာပွဲစပိုင်းကလေးကစပိန်သင်းကပဲဖိအားပေးနိုင်ခဲ့ပြီးတော့ပေါ်တူဂီသင်းကတော့ခန်းစစ်ကိုပို့ပြီးဦးစားပေးခဲ့ရပါတယ်။ညာနောက်ကန်လူနီယာမှာရှာဦးနာဗက်စ်ကိုထားပြီးတော့တိုက်စစ်ပုံဖော်တဲ့အချိန်မှာဒီဘက်ပုံစံကစားခြင်းနဲ့မာတီနဲရဲ့ဖြူဟာကတိုက်တော့အလုပ်ဖြစ်မသွားခဲ့ပါဘူး။ညာချန်နာဗက်စ်ကိုတစ်ဖက်ကနီကိုဝီလီယံကစိတ်ကြိုက်မှွေနှောက်နေပြီးတော့ပွဲချိန်20မိနစ်မှာတင်ဦးဆောင်ဦးစားပေးလိုက်ရပါတယ်။ဒီလိုတော့စူပီမန်နီကတွင်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းတိတ်မကြခင်မှာပဲခြေပါမှုပြန်သွင်းနိုင်ခဲ့ပြီးတော့နူနိုမန်ဒက်စ်ကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒီဘက်မှာအထူးချီးကျူးသွားမယ့်ကစားသမားကတော့နူနိုမန်ဒက်စ်လို့ပဲပြောလို့ရပါတယ်။တိုက်စစ်ကိုအကောင်းဆုံးလိုက်ပါနိုင်ုံသာမကရောင်းမဲကိုလည်းအိတ်ကက်တဲ့ထဲထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပထမပိုင်းပြီးကန်ဒီမှာစပိန်အသင်းကလည်းအိုယာဇာဘယ်ရဲ့တင်ကိုနဲ့ပြန်ပြီးတော့ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ပရိဂေသင်းကလည်းဒုတိယပိုင်းမှာအဆင်မပြေဖြစ်နေတဲ့ယာဝနက်ဗက်စင်နီယာကိုစီမီလိုကိုထည့်သွင်းလာခဲ့ပြီးတော့ကွင်းလန်မှာလည်းလူပဲနက်ဗက်စ်ကိုထပ်တဲခဲ့ပါတယ်။ ဒီလိုနဲ့မနေ့60ကျော်လောက်မှာစစ်ကြီးကပဲပေါ်တူဂီအတင်းအတွက်ချိပါကိုစတင်သွင်းပေးခဲ့ပါတယ်။ဒီကောမှာဆိုရင်လည်းဘယ်ကျော်တစ်ယောက်ကနူနိုမန်ဒက်စ်ကပဲအဓိကကြားခဲ့တာဖြစ်ပါတယ်။အသင်းစလုံးကလက်ကျန်မနေ့60ပြည့်တဲ့အထိအနိုင်ရှုံးမပေါ်ခဲ့တာကြောင့်အချိပိုနဲ့ပနန်တီကိုဆက်ကန်ခဲ့ရပါတယ်။ပနနီမာရောပေါ်တူဂီအသင်းကအမှားကြီးမရှိကန်သွင်းနိုင်ခဲ့ပေမဲ့တစ်ဖက်ကစပိန်အသင်းကတော့မိုလီတယောက်ပနနီလွဲချော်ခဲ့တာကြောင့်နောက်ဆုံးမှာပေါ်တူဂီအသင်းကပဲပိုဆွဲသွားနိုင်ခဲ့ပါတယ်။ ဆကြီးတို့ကတော့ကလေးတွေကိုပြောင်းခွင့်မပေးဘဲနဲ့ Nationally Plaza ကြီးကိုအရှရှိသွားနိုင်ခဲ့ပါပြီ။ကလကဘာ Plaza ဆကြီးဝင်ကစားဘူးဆိုတဲ့သတင်းကြောင့်စစ်မကောင်းဖြစ်နေကြတဲ့ဆကြီးရဲ့ fan တွေအတွက်ဝမ်းသာစရာသတင်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ဆောင်းကြီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။